ဒေဝါလီ6ကြိမ်ခံခဲ့ဘူးတဲ့ဒိုနယ်ထရမ်။မင်္ဂလာပါ။ Recon TV ကနေပြန်လည်ကြိုဆိုပါရစေ။ဒိုနယ်ထရမ်ဆိုရင် American Billionaire တမတကြီးလို့တည်ကြပါရစေ။ဒါပေမဲ့သူ့မှာလည်းကုန်းကောက်ဆရာမရှိအောင် ဖြစ်သွားခဲ့ဘူးတဲ့အချိန်တွေခဏခဏဖြစ်ပါရစေ။ဖြုံးတိလုံးတော့မဟုတ်ဘဲနဲ့လုပ်ငန်းတွေအရှုံးပေါ်ကုန်တာဖြစ်ပါရစေ။ဒီအကြောင်းအရာပြည့်စုံကိုကျွန်တော်ဖော်ပြပေးချင်ပါရစေ။သူ့ပြီး Frederick Krit Trump ကလည်းတရေကြီးတယောက်ဖြစ်ပါရစေ။ အင်ချိုင်မြေလုံးငါနဲ့ချမ်းသာပါတယ်။ဒေါ်နယ်ထရမ်ကသူ့အဖေစီမှာကုလုပ်ရင်းနဲ့သူ့ရဲ့ဘဝကိုစခဲ့တာပါ။သူလှုပ်တက်ဂိုင်တက်လာပြီဆိုတဲ့အခါမှာသူ့အဖေစီကယင်းဒီမြုံနယ်မှုအဖြစ်ဒေါ်လာတစ်တန်းရခဲ့ပါတယ်။ဒါအပြင်တခြားချေးငွေတွေလည်းတတ်တတ်ထုတ်ပေးတာဖြစ်ပါတယ်။ဆိုတော့ဒေါ်နယ်ထရမ်ရဲ့ဘဝကတော့ဟိုးအောက်ခြေကနေစခဲ့တာလို့ပြောလို့မရပါဘူး။သူကသူ့အဖေကာစီနိုလုပ်ငန်းတွေမှာယင်းဒီမြုံနယ်မှာတယ်။ဟိုတယ်လုပ်ငန်းတွေတိုက်ခန်း ဆောက်လုပ်ရေးလုပ်ငန်းတွေမှာရောငွေရင်းနှီးထည့်ဝင်မြုံနိုင်ခဲ့ပါတယ်။ဒါပေမဲ့စတာနဲ့ရှုံးပါတယ်။ဟုတ်ပါတယ်။တကယ်ကိုကျွန်တော်တို့တည်တဲ့ Donald Trump ကလည်းရှုံးဘူးပါတယ်။ဘယ်နေရာမှာအမျက်မရလိုက်ပါဘူး။ဆဆချင်းသူရင်းနှီးမြုံနိုင်နေများကတော့အလုံးအရှုံးကြီးဖြစ်ပါတယ်။ Donald Trump ကတတ်တလုံးမှာဒီပါလီ၆ချိန်ကြီးခံခဲ့ရဘူးပါတယ်။လုပ်ငန်းတွေအရှုံးပေါ်လွန်းလို့၆ချိန်တောင်သူဒီပါလီခံခဲ့ရတာပါ။နောက်ဆုံးတစ်ခါကတော့ 2009ခုနှစ်တုန်းကဖြစ်ပါတယ်။ဒါပေမဲ့ Trump ကလဲပါတယ်။သူ့ PC ကတင်လာခဲ့တာတွေကလည်းလူလေလုံနည်းတွေကြီးဖြစ်ပါတယ်။လုပ်ငန်းတွေမှာအရှုံးပေါ်တဲ့အတွက်ဒေဝါလီခံတဲ့အခါအဲ့ဒီလုပ်ငန်းကိုပဲဒေဝါလီခံပါတယ်။သူ့ကိုယ်ပိုင်ငွေနဲ့ပိုင်ဆိုင်မှုတွေကိုတော့ဒေဝါလီမခံခဲ့ပါဘူး။ဒါကြောင့်သူ့ကိုယ်ပိုင်ဘဏ်အကောင့်ထဲကငွေနဲ့သူ့နာမည်နဲ့ပိုင်ဆိုင်မှုတွေကိုသူမဆုံးရှုံးပါဘူး။လုပ်ငန်းကဒါဆုံးရှုံးမှာဖြစ်ပါတယ်။လုပ်ငန်းမှာယင်းညွန့်နှံထားတဲ့သူတွေကတော့ဆုံးရှုံးသွားကြပြီး လုပ်သမားတွေလုပ်ပြုတ်ကြပြီမဲ့သူကတော့အေးဆေးပါပဲလုပ်ငန်းကဒါနာမည်ပြက်စင်းနဲ့ဝင်ထွားပြီမဲ့သူကတော့နာမည်မပြက်ပါဘူးသူ့ကိုယ်ပိုင်ငွေနဲ့နောက်ထပ်လုပ်ငန်းတစ်ခုကိုပြန်စပါတယ်တကယ်ဆိုရင် လုပ်ငန်းမှာပြီးချေစရာမရှိဒီဝါလီခံရရင်လုပ်သမားတွေအတွက်လင်းနာကြီးတွေနဲ့ရော့ကြီးတွေကို လုပ်ငန်းရှင်ကကိုယ်ပိုင်ငွေစိုက်ထုတ်ပြီးရှင်းပေးရပါတယ်ဒါအထုံးစံလို့ဖြစ်ပါတယ်ဒါပေမဲ့ Trump ကသူ့လုပ်ငန်းတွေနဲ့သူ့ကိုယ်ပိုင်ပိုင်ဆိုင်မှု ကိုပိုင်ငွေကြီးနဲ့ဘဏ်အကောင့်တွေကိုတိချားစီအစကတည်းကနေခွဲထားနိုင်ခဲ့ပါတယ်။ဥပဒေကိုကောင်းကောင်းနှစ်တလုံးချလှုပ်တတ်တာလည်းဖြစ်ပါတယ်။ဆိုတော့လုပ်ငန်းမှာတပြားမှမရှိတော့ပေမဲ့သူကစိုက်ရော်စရာမလိုတော့ပါဘူး။အလုပ်သမားတွေအတွက်ဒီဝါလီခံလို့အလုပ်လက်မဲ့တွေဖြစ်ကြ။နင်းနာကြီးတွေမရကြနဲ့ဘဝတွေပြက်ကုန်ပြီမဲ့သူကတော့ဘာမှမဖြစ်ပါဘူး။ဒီလိုမျိုးလှုပ်လာနိုင်လို့လေသူက၆ချိန်ဒီဝါလီခံရာကနေပြန်လာနိုင်ခဲ့တာပါ။ အဲ့ဒါအပြင်အမေရိကမှာလူတွေပါလို့ချင်းနေတယ်ဆိုတာကိုတီးပြီးအဲ့ဒီလူတွေရဲ့လူရင်းဆန္ဒတွေကြီးကိုပဲမဲဆွယ်ရင်းနဲ့ပထမအကြိမ်တာမတာဖြစ်လာခဲ့တယ်လို့အခုဆိုရင်လည်းဒုတိယအကြိမ်တောင်ထပ်နိုင်ထားပြန်ပါပြီတရားမဝင်ဝေရောက်လာတဲ့သူတွေကိုဖမ်းပြီးပြန်ဖို့နိုင်ငံတကာကအထောက်အပံ့တွေရွက်ယူကရိန်းနဲ့ရုရှားစစ်မှကျူးကျော်ခံယူကရိန်းကိုဖိထောင်ရုရှားကပူတင်နဲ့ပေါင်းတရုတ်နဲ့ပြည်ထောင်တာတက်ကုန်တွယ်ရေးစစ်ပွဲကနေလက်တွေ့စစ်ပွဲအထိအတန်တွေထွက်လာတဲ့အထိကို သူတက်လာတဲ့တက်တန်းတူတူလေးအတွင်းမှာမွေနောက်ပြနေတာပါ။သူကရွှေပြောင်းနေထိုင်တဲ့သူတွေကိုတနာမှမဟုတ်တလို့တခြားဘသူကမှလည်းထဲတော့မှမဟုတ်ပါဘူး။အချိန်ချင်းဒေဝါလီခံလာရကနေဘီလီယနာဖြစ်လာအောင်ပြန်လုလာခဲ့တဲ့သူအတွေ့အကြုံရသူလုံနေတဲ့ပုံစံတွေကကဘာကိုဘလောက်ဆက်ပြီးအာအာတင့်စေအောင်မလဲဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရအောင်မှဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ခုလိုမျိုးစေဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုနေ့စဉ်အပတ်စဉ်တင်ဆက်ပြီးတော့မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို subscribe ပြီး notify လုပ်ဖို့လည်းကျွန်တော်မြန်တမ်းရပ်ခံပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရပါတော့